အဲ့ဒီချစ်စွေပြောမယ့်အကြောင်းကတော့ကွအဲတို့ယောက်ျားတွေလို့ပြောလို့ရှိရင်ချစ်စွေကြီးကိုကွန်မန့်မှာဝင်ပြီးတော့ဆဲမှာဆိုလို့အဲ့တော့တို့ယောက်ျားတွေလို့မပြောတော့ချစ်စွေကြီးအကြောင်းချစ်စွေကြီးလို့ပဲပြောမယ်ဟုတ်လားချစ်စွေကြီးလူမျိုးဘဝတုန်းကဖြစ်ခဲ့တဲ့စိတ်ကလေးပေါ့ကွကိုရီဒီဟာလေးပြောမယ်ဆိုရင်တော့အဲရီးသားတွေသာထဲလဲတွဲရင်တွဲမယ်အပွေရင်ပွေမယ်ရှုပ်ချင်ရှုပ်မယ်ဒါပေမဲ့ကိုယူမဲ့အမျိုးသမီးကြလို့ရှိရင်6ပြည့်ကင်တဲလဲစီအဖြစ်ချင်တတ်ကြတယ်ကွာ အဲအဲ့ဒါချစ်စွေကြီးတယောက်တည်းပဲဖြစ်ထားလာတော့မသိဘူးပေါ့ကွာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဟာသာနောတဲ့ပုံမြင်လေးပြောပြအောင်မယ်ကွာဟိုတုန်းကဘုန်းကြီးကျောင်းမှာအဲပြောမယ်ဆိုလို့ရှိရင်တော့ဘိုးသူတော်တယောက်ရှိတယ်ပေါ့ကွာအဲ့ဒီဘိုးသူတော်ကိုဇီယာတော်ကလည်းသူကအလုတ်ကိစ္စနဲ့သူကဟိုခိုင်းလိုက်တယ်ပေါ့ခိုင်းလဲခိုင်းအောင်သူကလည်းဇီယာတော်ခိုင်းတဲ့အလုတ်ကိုတွားလို့ခြင်းနဲ့လမ်းမှာပြောင်းကင်းတခင်းကိုတွေ့တာပေါ့တူလဲတွေ့ရောဘိုးသူတော်ကလည်းပြောင်းကင်းပိုင်ရှင်ကိုရှာသေးတယ်မရှိတွေ့လဲတွေ့ရောတခါတည်းမနေတော့ဘဲနဲ့သူကလည်းဝင်ပြီးတော့ပြောင်းမှုတွေစားခြင်းနဲ့စိတ်ကိုမထိနိုင်တော့ဝင်ချိုးတယ်ပေါ့ကွာဝင်ချိုးလဲချိုးပြောင်းမှုတွေကိုသူကဖျက်ဖျက်ကြည့်တာပေါ့ချိုးလိုက်ဖျက်ကြည့်လိုက်ချိုးလိုက်ဖျက်ကြည့်လိုက်ဒါပေမဲ့သူခူးတဲ့ပြောင်းမှု တွေအကုန်လုံးဖိုးတဲ့ကျဲတွေဖြစ်နေတာကိုတွေ့ရတဲ့အခါကျတော့သူကလည်းစိတ်ကလည်းတိုးတိုးနဲ့တခါတည်းပြောင်းမယုံပြောတော့တာပေါ့နင်တို့တွေမြန်ဘာမှအလုံးမရှိအကင်မရှိဒီပြောင်းမှုလေးတွေတော့အစီအစံပြေအောင်မဖူးနိုင်ဘူးတော်တော်ဖြစ်နေလူပြောင်းမှုတွေပဲပြောင်းမှုပင်တွေပဲလို့ပြောတဲ့အခါလည်းကြာတော့ပြောင်းမယံဘာပြန်ပြောတယ်လဲဆိုတော့ဟဲ့ဖိုးသူတော်တို့ကိုအပြစ်မတင်နဲ့တဲ့တို့ကအစီအစံပြေတယ်ပြောင်းမှုဖူးချင်တာပေါ့တဲ့တို့တွေကဒီအောက်ကမြေကြီးရမှာတို့ကိုမြေစီမြေဩဇာမှာပြေဝအောင်မပေးတာကြီးတို့ကဘလို့လောက်ပြီးတော့အဖူးကပြစ်မှာလဲတဲ့အဲ့တော့နင်တို့ကိုအပြစ်မတင်နဲ့အပြစ်တင်ကြီးတင်မြေကြီးသာအပြစ်တင်လို့ပြောတဲ့အခါကျတော့သူကလည်းဟာဟုတ်တာပေါ့မြေကြီးကိုငုံပြီးမင်းတို့ကလည်းဘာမှဒီလောက်ကလေးတောင်မှပဲ ပဲအဖြစ်မရှိဘူးပေါ့ပြောင်းမင်းလေးတွေအစီအစံပြည့်အောင်တော့မြေစီမျိုးစာမပေးနိုင်ဘူးမင်းတို့တွေလည်းတော်တော်ဖြင်းနေမြေကြီးတွေပဲလို့ပြောတဲ့ခါကျတော့မြေကြီးကလည်းအခါနဲ့နှုတ်သီးကောင်းရှာပါနဲ့သူ့ပြန်ရန်တွေ့တာပေါ့ဟဲ့ဖိုးသူတော့ နေတို့ကိုပြစ်မတင်နဲ့တဲ့အဲတို့တွေကလည်းမြည်စီမျောစာတွေပြစ်ပြဝဝပေ့ကျင်တာပေါ့တဲ့နေတို့ရာတီဥဒုမမကောင်းတာကြီးပဲတဲ့မိုးကရွာချင်းနဲ့ရွာတယ်မရွာချင်းနဲ့မရွာဘူးတဲ့အဲ့လိုမျိုးတွေဆိုတော့တို့မြည်စီမျောစာဘယ်လိုဖြစ်ထုံးမလဲအဲ့တော့နေတို့ကိုပြစ်မတင်နဲ့အပြစ်တင်ချင်းကောင်းငင်ကြီးတာအပြစ်တင်လို့ပြောတဲ့ခါကျတော့ခါကကောင်းငင်ကြီးကိုတခါသူကမော့လဲပြီးတော့တခါပြောပြန်တာပါဟာကောင်းငင်ဟုတ်တာပေါ့အတင်ကလည်းမိုးကိုရွာချင်းရွာလက်မှမရွာဘူးမရွာချင်းတဲ့အရှိမရွာတယ်ရာတီဥဒုတွေမှန်အောင်လုပ်မပေးလို့ဘေးကသာလာပြီးတော့မြည်စီမျောကကောင်းမလဲအဲ့တော့တင်ကောင်းငင်ကြီးကလည်းပြောမဆိုရင်တော့အတော့ကိုမကြဘူးလို့ပြစ်တင်လဲပြစ်တင်ရောကောင်းငင်ကြီးကဘာပြန်ပြောတယ်လဲ ဆိုတာဟာဖိုးသူတော့နင်တို့ကိုအပြစ်မတင်နဲ့တဲ့တို့ကလည်းရာသီဥတုတွေမှန်ကျင်တာပေါ့မိုးတွေလည်းအချိန်မှန်မှန်ရွာကျင်တာပေါ့ဒါပဲညာတော့လေနင်တို့အတိုင်းပြည်ကိုအုပ်ချုပ်တယ်ဘယင်မမကောင်းတာပဲဘယင်မသစ္စာမရှိတာပဲတို့ရာသီဥတုကဘယ်လိုမှန်မလဲလို့ဖိုးသူတို့ပြောတဲ့ခါကျတော့ဖိုးသူတို့ကလည်းစဉ်းစားလိုက်တာသူလည်းစာရီပေတွေဖတ်ဘူးတယ်အဲ့တော့ဘယင်သစ္စာမရှိကြီးရာသီဥတုမမှန်ဘူးလို့ပြောတယ်ဒါနင်ပြောတဲ့စကားဖြစ်နိုင်တယ်အဲ့တော့ငါဒီတိုင်းနေလို့မဖြစ်ဘူးပေါ့အဲ့တော့တိုင်းသူပြည်သားလူအများကိုကဲတဲ့အနေနဲ့ငါဘယင်ကိုတရားစွဲမှဖြစ်မယ်ဆိုပြီးတခါတည်းသူကလည်းသူရဲ့ကောင်းစိတ်တွေဖြစ်ထွန်းလာပြီးတခါတည်း ဘရင်ကိုခုံရုံးမှာတရားတင်ဆွဲပါလေရောဟိုတုန်းကဘရင်တွေက တိုင်းသူပြည်သားကတရားစွဲလို့ရှိရင်လားတရားရင်ဆိုင်ကြတယ်အဲ့ဒါနဲ့ပဲတခါတည်းတူအဖိုးသူတော်ကခုံရုံမှာတရားလက်တင်ဆဲကဘရင်ကတခါအစ်စ်ခံအောင်လာကြပေါ့လာလေလာတခါတရားသူကြီးကဖိုးသူတော်ကိုမေးတော်တာပေါ့မေးမေးနဲ့တခါတည်းညောင်မြစ်တူတော်ပုတ်တင်ဥပေါ်ဆိုလို့ဆိုဖိုးသူဖိုးသူတော်တခါတည်းနောက်ဆုံးတော့ပြောင်းငင်းထဲမှာပြောင်းမှုခိုးတဲ့နေရာကိုရောက်ပြီးပေါ်လဲပေါ်ဟဲ့ဖိုးသူတော်နင်ကြည်စမ်းပေါ်နင်လိုဖုံးရောက်နေတဲ့ဖိုးသူတော်ကတော့မှပဲငါးပါးသီလတော်မလုံးမဲနဲ့ပြောင်းငင်းထဲမှာဆင်းပြီးတော့ပြောင်းမှုခိုးသေးလို့ရှိရင်တိုက်ပြီးအုပ်ချုပ်တဲ့ဘရင်တစ္ဆာမရှိတာဘာစမ်းတယ်လဲလို့ပြော လည်းပြီးတခါတည်းသူ့ကိုတခါတည်းပြောမယ်ဆိုရင်တော့ဟိုအရာရှိတွေကိုအလုရှုပ်အောင်လုပ်တဲ့အမုန်းနဲ့တခါတည်းသူ့ကိုချိန်တန်နေပေးလိုက်တယ်တခါတည်းဖိုးသူတော့လည်းအဲ့မှာတခါတည်းပြဲပြဲကိုပြောင်းအောင်အယိုက်ခံရတာပေါ့အဲ့ဒါနဲ့ပဲဒီမှာပုံမြင်လေးရတဲ့ဟာတာလေးအတွင်းနဲ့တွေးမယ်ဆိုရင်အဲ့မှာပြီးသွားပြီကွာဒါပေမဲ့ Jesus ကြီးကပြောချင်တဲ့အကြောင်းလေးတွေရှိသေးတယ်ကွာဟုတ်တာပေါ့တို့တွေဟာလေတခါတလေကြတော့ကိုကတည်းက၅ပါးသီလတောင်မလုံတာလေငါဘာတိလာတော့မလုံတာဒါပေမဲ့ညာတော့လေကိုကိုကိုရဲဖုံးကြီးကြလို့ရှိရင်ဒီမှာယဟန်တာလောက်ကိုဖြစ်စေချင်တာ ။အဲကိုကြတော့လေပြောမဆိုရင်တော့ကောင်းအောင်ဘာတစ်ခုမှမလုပ်ဘူးတိုင်းပြည်ကြီးကိုလည်းကောင်းစေရင်ကြသေးတယ်။အဲကိုကြတော့လေတခါတလေလမ်းသွားရင်လည်းပခုံးပေါ်မှာပေါက်တူးကလည်းပါတယ်လမ်းတွေပြက်နေတာတောင်မှပဲလေလမ်းလေးပြင်ရကောင်းမှမသိဘူးဒါပေမဲ့အတိုင်းပြည်ကြီးကတော့ဘလိုမျိုးပြောမဆိုလို့ရှိရင်တော့အချင်းပြက်တဲ့ခြားသားတဲ့ဘလောဘာတွေလုံးမပေးဘူးဆိုတဲ့အပြစ်တွေလည်းတင်တတ်ကြသေးတယ်ကွာနာတခါတလေကြတော့လူတွေဟာလေလောကကြီးပဲဘောင်းမြန်ဖြစ်နေသလားလူတွေကပဲဘောင်းမြန်ဖြစ်နေသလားမသိဘူးတခါတလေကြရင်ရက်ထဲရွာထဲမှာလေပရာဟိတတွေလှုပ်ပြီးသမျှအကျိုးတွေစောင်းနေပေမဲ့အိမ်မှာကြတော့မင်းရေတပောက်တောင်ခတ်မပေးတဲ့လူတွေကလည်းရှိတတ်ကြ သေးတယ်အဲတခါတလေကြတော့လေလမ်းသွားတဲ့အခါမှာလေတို့ဘေးကနေကားကမြန်ဖြတ်ပြီးတော့ကတ်မောင်းသွားလို့ရှိရင်အဲကားသမားကိုဆေးရည်တိုက်လွှာတိုက်ကြသေးတယ်ဒါပေမဲ့တို့တွေကားမောင်းတဲ့အခါကြလို့ရှိရင်တော့အဲလမ်းအရှောင်နေတဲ့လူကိုအပြစ်တင်မြန်တဲ့ကွာလားအဲ့တော့ဒါတွေကပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်လောကကြီးမှာလေ လူတော်တော်များများကကိုယ့်ရဲ့အပြစ်တွေကိုတော့မမြင်ဘူးသမားရဲ့အပြစ်တွေကိုတော့မြင်တတ်ကြတယ်တဲ့အဲ့တော့အဲဥစောစောပြောတဲ့စကားလေးချစ်စွေကြီးကြားခဲ့ဘူးသေးတယ်ချမ်းသာတဲ့နိုင်ငံတွေဟာတယံဇာတတွေပေါ်ကျော်သွားလို့ချမ်းသာတာမဟုတ်ဘူးတဲ့တိုင်းပြည်မှာလူတော်လူကောင်းတွေများစွာပေါ်ထွန်းလို့ချမ်းသာနေတာပဲဖြစ်တယ်ဆိုတဲ့စကားလေးကဒါလေးကတော့အမတန်မှန်တယ်လို့ချစ်စွေကြီးထင်တယ်အဲ့တော့တို့တွေဟာတိုင်းပြည်ကြီးကိုကောင်းချင်တယ်တိုင်းပြည်ကိုတိုးတက်ချင်တယ်ဆိုလို့ရှိရင်တို့တွေကနေစပြီးတူးချင်းတယောက်ချင်းစီကနေပြီးလူကောင်းတွေဖြစ်အောင်ပဲနေရမှာပဲဖြစ်တယ်လေအဲ့တော့လူကောင်းတွေဖြစ်ဖို့ဆိုလို့ရှိရင်တမန်အပြစ်တွေကိုလည်းပြောမယ်ဆိုရင်တော့မ ကြည့်ဘဲနဲ့ကိုယ့်ရဲ့အပြစ်ကိုကိုများများကြည့်ပြီးတော့ကိုဘာတွေလိုအပ်နေတယ်လဲကိုဘာတွေပြင်သင့်တယ်လဲကိုဘာတွေပိဆက်ကမှလဲလို့တွေးပြီးတော့တို့တွေဟာတိုင်းပြည်ကြီးအတွက်အုတ်တချက်တဲတဲ့ပွင့်အဖြစ်ကောင်းအောင် လုပ်ပေးနိုင်တဲ့လူငယ်လေးတွေဖြစ်ဖို့လိုတယ်လို့တော့ချစ်ဆွေကြီးမြင်တယ်ကွာဒါကြောင့်မို့လို့ဒီကနေ့ဒါလေးကိုလာပြီးတော့ပြောရခြင်းဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ကွာเนาะ